ချင်းအန်တရကင်းဝင်းအောင်ဘလို့လုပ်ရမလဲအသက်အရွယ်မြွေကလေးလူကြီးတွေမှာချင်းကိုက်ခံရပူမှာပါချင်းကိုက်တာက အမှုမဲ့အမမဲ့ဆိုပေမဲ့အရင်ပြားမှာနီနေချင်းအဖို့ပိတ်လေးတွေထွက်နေချင်းရားနေချင်းစတာမျိုးတွေဖြစ်စေနိုင်ပါတယ်ချင်းကိုက်တာကိုခပ်ပပေါ်မတွေးလိုက်ပါနဲ့ချင်းကိုက်ချင်းကြောင့်အသက်အတရအထိဖြစ်စေနိုင်ပါတယ်ချင်းကိုက်ခံရပါကအပြားလာနာပြီးနောက်ပိုင်းဒွေးလွန်တုပ်ကွေးဖြစ်ချင်းအုံနောက်ကိုထိခိုက်စေနိုင်ချင်းနှပြဖြစ်ချင်း မဉဏ်နဲ့အာယုံကြောထိခိုက်ပျက်စီးခြင်းတက်ခြင်းစကားမပြောနိုင်ခြင်းအတိအညာချုပ်ရင်းခြင်းစတဲ့လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ဒါဆိုရင်ခြင်ကရင်ဘယ်လိုလုပ်ရမလဲဆိုရင်ခြင်ကခရပါကကိုက်တဲ့နေရာကိုရီခဲကပေးခြင်းခြင်ကခရပါကကိုက်တဲ့နေရာရရန်ပါကမကုတ်ပါနဲ့ကုတ်ပါကအေးပြားပုတ်ပတ်ခြင်းအဖို့အပိတ်ထွက်လာခြင်းနဲ့တဲ့အစိတ်တက်ခြင်းအနာဖြစ်ခြင်း အမာယုဖြစ်ခြင်းမျိုးတွေဖြစ်စေနိုင်ပါတယ်။နောက်ပြီးခြင်းအန္တရာယ်ကင်းအောင်ဘလို့လုပ်ရမလဲဆိုရင်နေအိမ်ရဲ့တကားတွေကိုခြင်းလုံးစကားတပေးပါချစ်ပါစေအတော်ပြပေးပါချစ်များမဝင်အောင်တကားများကိုပြပီးလေးအေးပိဆက်ဖွင့်ထားပေးပါလေးအေးပိဆက်မရှိဘဲကပန်ကာဖွင့်ထားပေးပါပဝင်ခြင်းကိုတန့်ရှင်းအောင်ထားပေးပါ ရေဝတ်တဲ့နေရာတွေကိုရေမွေးအောင်ပြုပြင်ပေးပါ ရှင်ကိုပြည့်စုံနိုင်တဲ့ပင်စိမ့်ပင်ကျတုပ်ပြုပင်ကြောင်စိမ့်ပင်ပူစင်နံပင်စတဲ့အပင်တွေကိုစိုက်ပေးပါရှင်နိုင်စေသုံးပေးပါရှင်ကိုက်ခံရအောင်အဝတ်အစားများကိုလုံခြုံအောင်ဝတ်ဆင်ပေးပါနေညာအိဆက်ပါကချင်းတောင်ထောင်ပြီးအိပ်ပေးပါစရာတွေကချင်းအန်တရကိုကင်းဝင်းစေနိုင်တာကြောင့်ကလေးလူကြီးချင်းမကိုက်ခံရစေဖို့ဒီအချက်လေးတွေကိုလိုက်လို့ပို့တော့တိုက်တွန်းလိုက်ပါတယ်